ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနေမိပြီးတယ်မှာအများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution ရဲ့ channel လေးကပြန်လည်ကြိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလို့ topic မှာတော့ယနေ့မေလ19ရက်နေ့တနင်္လာနေ့နောက်ဆုံးညပိုင်းထိရောက်ရှိတဲ့သတင်းချို့ကိုအချင်းချင်းဖော်ပြဆောင်ဖြစ်ထွက်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီညနေ့ပထမတောင်းဆိုလိုက်ပါတယ်ဖိမျိုးတွေမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပတ်သက်ပြီးအိုရန်ကြုံတွေ့ခဲ့ရတဲ့ညီငယ်လေးတယောက်ကနေပြီးတော့သူ့ရဲ့ရင်နှင်းဖြစ်တဲ့အပြာလေးတစ်ပုဒ်ကိုဝင်လှည့်ပြသထားတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ ီနေ့ညရဲ့သတင်းစီစဉ်ကိုအညီလေးရဲ့ကြပြလေးတစ်ပုဒ်နဲ့တူတူဖွင့်လေးပြလိုက်ပါရစေ။ကြော်လံမျိုးတွေအားလုံးပဲနားဆင်ရင်းနဲ့ပဲဒီခွေးတွေကိုလုံးဝကိုသူတို့လုပ်ရတဲ့ကိုမမေ့ဖို့အတွက်ဒီညံကနေပြီးတော့အမှန်ပြန်ပြလိုက်ပါရစေ။လူကြီးတွေကတည့်ရက်ဆက်တာပဲအမေ။မြေပြူနဲ့ခဲတံပဲရှိတဲ့ဒီအဝဲဝိုင်းကမှဒီရင်ပေါ်ကဘုံကျဲချလူကြီးတွေကတည့်ရက်ဆက်တာပဲအမေ။လေရင်လှလှကြီးချင်ခဲတဲ့လက်ကလေးတွေ ဟိုနာတစဒီနာတစပြန့်ကျဲရစာရီကြက်မက်သိမ်းဆဲထားတဲ့ပုံနောက်တွေအကုန်ထွက်ကြလူကြီးတွေကတိတ်ရက်ဆက်တာပဲမင်းသွေးစွန်းနေတဲ့ဖနက်ကလေးတွေပိုင်းရှင်မရှိတော့တဲ့လွယ်အိတ်ကလေးတွေကျိုးပဲ့လွင့်စင်ကုန်တဲ့ခုံကလေးတွေလူကြီးတွေကတိတ်ရက်ဆက်တာပဲမင်းစာရီနောက်ကျမှဆိုးလို့เจ้าหมูซ้อซ้อတက်ခဲ့တာအခုတော့အကျွေးစောခဲ့ရလူကြီးတွေကတင်းရက်ဆက်တာပဲမင်း ။ဒါတို့ကြီးလာရင်သမီးတို့အရွယ်ရောက်ရင်ဆိုတဲ့ညော်မှန်းချက်ကလေးတွေဒီနေ့ဒီရက်မှာပဲအဆုံးတက်ခဲ့ပြီ။လူကြီးတွေကတည့်ရဆက်တာပဲအမေ။ဆံမရေမင်္ဂလာပါလို့နှုတ်ဆက်တာမှမကြသေးဘူးလေအမေ။အခုတော့ဒါတို့ဆံမနှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပါဦး။လူကြီးတွေကတည့်ရဆက်တာပဲအမေ။ဒီအဝန်းဝန်းထဲမှာဒါတို့အိမ်မက်တွေကိုလာတူးခေါ်တာလေ။ဒီအဝန်းဝန်းထဲမှာဒါတို့အနာဂတ်ပြည်တွေလာဆိုင်ပြိုးတာလေ။ ီအဝိုင်းဝိုင်းထဲမှာတားတို့ကြပြားတွေစာတွေနာတင်ကြတာလေဒီအဝိုင်းဝိုင်းကတားတို့ရဲ့စာတင်ကြောင်းဒီအဝိုင်းဝိုင်းကတားပြည့်အရာရာလေးအမေရဲ့လူကြီးတွေကတင်းရက်ဆက်တာပဲအမေတားတို့စာလာတင်တာအပြစ်လားတားတို့ပညာလာတင်တာအပြစ်လားတားတို့ဆ iam ဆီမှာအပြစ်ရှိလားဆ iam ကကြပြားတွေတင်သေးတယ်တားတို့ကနောက်ကလိုက်ဆိုတယ်ဆ iam ကတင်ချာတွေတင်ပေးတယ်တားတို့ကနောက်ကလိုက်တွက်တယ် ဆ ्याम တဲ့သူပုံလေးတွေဆွဲတယ်ဒါပဲလေတားတို့ဘာများအမှားလုပ်ခဲ့မိလဲတားတို့ဘာတွေများကျူးလွန်ခဲ့လို့လဲဒါနဲ့များအမေရဲ့မေဖြူနဲ့ခဲတံပဲရှိတဲ့ဒီအဝိုးပိုင်းကမှဒီရင်ပေါ်ကဘုံကျဲချရတယ်လို့လူကြီးတွေတည့်ရက်ဆက်တာပဲအမေကြုံလို့ပဲဖြစ်ဖြစ်ဆုံလို့ပဲဖြစ်ဖြစ်သူတို့ကိုပြောပြစမ်းပါအမေရဲ့တားတို့ကပြောတယ်ခမားတို့လူကြီးတွေကတည့်ရက်ဆက်တာပဲလို့ မဖြစ်ဖြစ်တဲ့နီးနဲ့ပြောလိုက်စမ်းပါအမေရဲ့ဟောက်ကြလာဟောက်ကြလာလဲဆိုတော့ဒေါ်ဘာကြီးဒီအောင်ဆိုလေဗျာဘာကြီးဒီဟာပေါ့ဘာကြီးဘာကြီးဒီအောင်ဘာကြီးဒီအောင်လည်းမသိဘူးဗျာဘာကြီးဒါရယ်နော်ဒီကောင်လေးရဲ့ကျင်းစရာကြီးနဲ့ဒီကောင်လေးရဲ့ပြောဆိုပုံကြည့်ရင်မဖြစ်တဲ့အားလုံးကြားလိုက်ရနော်ကောင်လေးကိုလုံးဝကိုခွင့်လို့မရတာဆိုတော့အားလုံးသိထားဖို့လိုတယ်နော်ဒီလိုရည်ဒီပဲဘာကြီးအောင်လည်းမသိဘူးအောင်တော့အောင်တာပဲနော်ပြောရင်တော့ချက်ပေါ်တော့ခေါတိခံမယ်ယုံမဟုတ်ဘူးနော်ဒီသူ့ပုံကကြည့်ရတယ်ချက်ပေါ်တော့ခေါတိခံမယ်ချက်ပေါ်ရင်တော့ခေါတိခံမယ်ယုံမဟုတ်ဘူးသူ့လိုကြည့်ရတယ်စနုံးကြည့် ဒီနေ့ညမေလ16ရက်နေ့ရက်တနင်္လာနေ့ညပိုင်းသတင်းအစီအစဉ်မှာကတော့ပထမဆုံးဒီမုံဒီနေ့ကတော့ရင်းပြည်နယ်တန်တော်ကြီးမြို့နယ်ဘရင်နောင်တက်မြို့ရှိကျမ်းပတ်စစ်ကောင်စီရဲ့တက်မတော်ကြီးတက်ခရေးကြောင့်ကိုတော်လိုင်းတက်ဖွဲ့တွေကဒီနေ့မေလ16ရက်နေ့မနက်9:20မိနစ်မှာတရခွန်မမရှော့တိုက်တုံလေးလုံးနဲ့ပစ်ခတ်တက်ခဲ့တယ်လို့သိရှိရပါတယ်စစ်ကောင်စီရဲ့တက်မတော်ကြီးတက်ခရေးကြောင့်ဘရင်နောင်တွင်တရခွန်မမရှော့တိုက်တုံ၅လုံးနဲ့ပစ်ခတ်တက်ခဲ့ရမှာ၄လုံးဟာအောင်မြင်စွာဝင်ရောက်ပစ်ခတ်နေကြောင်းနဲ့ ကြီးကြိုက်တည်ဆုံမှုအခြေအနေကိုလည်းစုံစမ်းလျက်ရှိကြောင်းသိရှိရပါတယ်။တိုက်ခတ်မှုတော့အားလုံးသိရှိတဲ့အတိုင်းပဲ BWN ဥဆောင်မှုနဲ့စတင်ခဲ့တဲ့ဖြစ်ပြီးတမာနှစ်တမာငါးတရင်ငါးနဲ့ပူးပေါင်းပြီး Mission 38ကိုပေါ်ဆောင်ခဲ့လို့လည်းဖော်ပြထားပါတယ်။အဆိုပါအကြောင်းဟာအောက်မြန်မာပြည်ရှိစကားစာတရင်တခွဲတွေကိုဥဆောင်နေတဲ့အရာရှိတွေအတွက်တက်စုမှု ရခွဲမှုတရင်မှုတင်တဲ့တွင်ပြနေတဲ့တင်ရန်ဖြစ်သလိုစစ်ကောင်စီရန်တရကိုအမိန်ပေးကုခဲ့နေတဲ့စက္ကသအရာရှိတွေကိုပြည်သူပြန်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားတာကိုလည်းတွေ့ရှိရပါတယ်။နောက်ထပ်သတင်းပို့အနေနဲ့ကတော့ရခိုင်ပြည်ကြောက်ဖြူမြို့မှာရှိတဲ့စစ်ကောင်စီခြေဆိုင်တရင်တွေမှာကြောက်ဖြူမြို့နယ်မှာနမကြီးနမများကိုပင့်ဖိတ်ကနကနာပွဲပြုလုပ်ပြီးအာရကန့်ကြတော့အေးကြရှုံးပါစေရွတ်ဆူခိုင်းကရဲတရချုံမြတ်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။စစ်တပ်မိသားစုနဲ့ရင်းနှီးတဲ့ ကျောက်ဖြူဒေသခံတဦးကတော့လ15ရက်နေ့မနက်ပိုင်းမှာကျောက်ဖြူမြို့နယ်တွင်းကရှိသမျှနှက်တွေပေါ့နော်။ဟုတ်ရှင်မြို့ရှင်ကစနမကြီးနှက်တွေကိုပင့်ဖိတ်ပြီးနကနာပွဲပြုလုပ်ပါတယ်။အေအေကိုကြာရှုံးပါစေဆိုပြီးတန်ပိုင်ဆိုကြတာကိုလည်းသိရတယ်။ကျောက်ဖြူကနှက်တွေကိုတိုင်တီးပြီးသူတို့ကိုကာကွယ်ပေးပါ၊စောင့်ရှောက်ပေးပါ။၎င်းရေတရချင်းမှုလို့ကိုကျောက်ဖြူမြို့နယ်တစ်ပုတ်တောင်ခြေဆိုင်ညဝော်ဒီရေတဲ့ဌာနချုပ်မှအကြီးအကဲညွှန်ကြားချက်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပင့်ဖိတ်တဲ့နေများထဲမှာတော့ငစရိုင်းကမ်းမှနမကြီးတော်ကြီးနောင်တော်ချေမြို့ချောင်ကျွန်းအရှင်စသည်လို့ပေါဝင်တယ်လို့လည်းသိရှိရပါတယ်။ ။အနောက်ပိုင်းမှာတော့တရင်နေဟာနှစ်ပွဲတင်တဲ့နှစ်တွေကိုဖိပြီးငကနာပွဲလုပ်ပြီးပြုတ်တဲ့ည7:00နာရီ7:00နာရီလောက်မှာအေးအေးကြာရှုံးပါစေမြမတမတော်ကြီးအောင်မြင်ပါစေဆိုပြီးရိုင်းသူဆိုကြပါတယ်။ပြီးမှရေတရာချီတဲ့ပစ္စည်းတွေကိုမြေမြုပ်တာတွေစုပြေကြတာတွေလုပ်တယ်လို့လည်းသိရှိရပါတယ်။ကြောက်ဖီမျိုးနဲ့မှာလက်ရှိဖြစ်ပေါ်နေတဲ့တိုင်ပေါ်မှာပြင်းထန်နေပြီးစစ်ကောင်စီဘက်မှအကြအဆုံးနဲ့ထွက်ပြေးမှုများရှိနေပြီးယခုလိုငကနာပွဲပြုလို့ကရေတရာချီချင်းဖြစ်တယ်လို့ဆိုထားပါတယ်။စစ်ကောင်စီကကြောက်ဖြူမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲများတွင်လက်နက်သစ်၊လူဝင်ရသစ်များနဲ့အတူ ဒရုန်းများဆက်တက်လေဒီများနဲ့အင်အားများဖြည့်တင်းတိုက်ခိုက်နေတော့လေအိုက်ခတ်ကျတော့အေကိုမရှင်နိုင်ပဲအကြဆုံးနဲ့ထွက်ပြေးမှုတွေမြက်ပြနေကြောင်းမြေပြင်ဒေသအခြေအနေကနေပြီးတော့ဒေသခံပြည်သူတွေကပြောထားတာတွေ့ရှိရပါတယ်။ကြောက်ပြီမှာကြောက်တုံးစစ်စီဂိတ်အမှတ်3နဲ့ရဲတဲ့ရင်ခလာယာ3လေးခလာယာ5လေးနဲ့ခလာယာ5လေး3ညဝတီရေတက်ဌာနချုပ်အောင်မော်ဦးရေတက်ပုံကျွန်းရေတက်စကန်တို့ကအခြေစိုက်ထားဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ အခုတိုင်းတောင်ငူမြို့ကေတုမဒီလေးတဲ့စကန်ကိုတရခုမမရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကတော့အားလုံးသိရှိပါပါအိမ်မှာပဲလက်ရှိအချိန်မှာကတော့အထက်ကဖျဲသီးရဲ့သတင်းပို့မှုရလူပုံမူကြီးနှစ်ဦးပေါင်းဝင်၁၀ဦးသေဆုံးပြီး Jet Fighter နှစ်စီး WMB တစ်စီးဘူတော်မြတ်ထိမှန်ပျက်စီးခဲ့ကြောင်း BWN ဖွဲ့ကတောင်ဝင်ရှိသူကထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ဒါမေလ၁၈ရက်နေ့နနက်တနာ၄:၄၈မိနစ်ချိန်မှာတောင်ငူမြို့ကေတုမဒီတပ်စခန်းကို ရခုမမရှော့တိုက်တုံးစက်လုံးပြီးပြစ်ကတ်တိုက်ခတ်ရမှာတော့ရှစ်လုံးအောင်မင်းစွာကြောက်ရောက်ပခွက်ခဲ့ပြီးလေတက်ရရှိဒုတိယဘုံမူကြီးဆင့်ရှိသူ၂ဦးဘူကြီးဆင့်ရှိသူ၂ဦးလေအုပ်အပေါဝင်အခြားဆင့်စစ်တဲ့၆ဦးစုစုပေါင်း၁၀ဦးတိဆုံးခဲ့တယ်လို့လည်းဆိုထားပါဗါးအိုထင်းကွင်းရဆတဲ့ညောင်းကလေးအတွက်ကြေကွက်ခဲ့ရတယ်လို့သူတို့အတွက်တိတိယယောက်လက်တုံပြန့်နိုင်လို့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျေနပ်ပါတယ်လို့လည်း BWN ဖွဲ့ကနေပြီးတော့တောင်းဝန်ရှိသူတွေကထုတ်ဖော်ပြောကြားထားပါဗါးနောက်ထပ်တဲ့နေ့တော့တော်တော်လေးကိုမှဒီတန်ရုပ်ဆိုးတဲ့တဲ့ရင်တပုတ်လည်းဖြစ်ပါတယ် ်အာဟာအင်မတန်ဖြည့်ဆူးတဲ့ဖြစ်စဉ်ကိုလည်းမြင်တယ်လို့လည်းပြောထားကြပါဗျ။ဘကဖဒီကလည်းလက်နက်ကိုင်နေဆိုပေမဲ့အိန္ဒိယစစ်တပ်ကတော့လုံးဝတုံ့ပြန်မှုမရှိဘဲအသာတကြီးနဲ့ဖမ်းခံရပြီးတဲ့နောက်မှာတစ်ဖြက်ခံရတာမျိုးတွေဖြစ်စဉ်အမှန်ဆိုရင်တော့အိန္ဒိယအနေနဲ့လုံးဝတောင်းဝင်မှုတောင်းဝင်ခံမှုကြီးတဲ့အပြင်အကောင်းဆုံးအဖြစ်ရှင်းနိုင်မှုဆိုရင်နိုင်ငံတကာမျက်နှာစာမှာအိန္ဒိယစစ်တပ်ရဲ့ကုန်စည်နည်းနဲ့ညှောစွာထိခိုက်လာနိုင်တယ်လို့လည်းပြောထားတာတွေကိုသိရှိရပါတယ်။ ဒါကတော့တမှုခရံပတ်ခပါရဲဘော်၁၀ဦးကိုအိန္ဒိယစစ်တပ်ကနေပြီးတော့တက်ဖြတ်ခဲ့တဲ့အပေါ်မှာမှုမှန်ပေါ်ရေးကိုစတင်စုံစမ်းနေပြီဖြစ်ပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ဒီဘက်မှာဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့ဒီနှစ်အောင်ဆုံးရှုံးသွားခဲ့တဲ့မိဘတယောက်ရဲ့ယဉ်တွေ့ဖြစ်တဲ့စကားလေးဖြစ်ပါတယ်။တော်တော်စိတ်မကောင်းစရာကောင်းမိမယ်တဲ့ကြားတွေကိုကြည့်ပြီးတဲ့အခါမှာစစ်ခွေးတွေကိုကျွန်တော်တို့တွေနေနေစင်နေမြတော်လိုင်းစီတော်လိုင်းအတိမပြတ်ဖို့အတွက်ရေးကြည့်တဲ့ဆူတာကိုသိရှိဖို့လိုအပ်ပါတယ်။နောက်နေ့ရူပါလို့ရှာနေရတဲ့လူမှုရဲ့စာဝတ်နေရေးအတွက်လို့ရှာနေရမယ်လေ။ နေ့စဉ်နဲ့မျှမှာတော်လိုင်းရည်သတင်းတွေကြည့်ရှုရင်းနဲ့ပဲဒီကွေးတွေကိုနှိမ်နှင်းဖို့အတွက်တော်လိုင်းသတင်းတော်လိုင်းသတင်းမပြည့်စုံဖို့အတွက်ဒီနေရာလေးကနေပြီးတော့ထပ်မံနှိုးဆော်ပေးလိုက်ပါတယ်ဒီကြီးမားဆယ်တန်းအသေးတွေ့တာပါသွားတော့ရတော့ဒီငယ်မလေးကခုနှစ်တန်းခုနှစ်တန်းကသူကလည်းအသေးတွေ့တော့တာပါခန်းနေရောက်ကတွေ့ခဲ့တာပါဖုန်ရယ်လည်းပွားလို့ဒီကောင်မကမျက်နာတွေကအကုန်ကောင်းနေခြေထောက်မပြတ်ဘူး ဒီကြီးမာကြခြေထောက်တွေပြတ်တယ်ဇက်တွေပြတ်တယ်အကုန်လုံးပြတ်ပါတယ်ဒီဥတွေကလည်းထွက်သွားပါတယ်ဒီဥတွေကလည်းထွက်သွားတာဒီကောင်မကြသွားတယ်ကျိုးတယ်နားအုံနေတဲ့ကိုပွင့်ထွက်လို့ဒီငယ်မကြတော့ခုနှစ်တန်းကျောင်းသမားကြငယ်နှုံနေပွင့်ထွက်လို့ပေးတာဒီကောင်မကြီးမာဆယ်တန်းကကြတော့ဘာမှကိုမပါတော့တာပါဆရာမလေးဘာမှကိုမပါတော့ပါဘူးကျုပ်တမီးဘာပြောဆိုရတဲ့နေရာမှာတော့နည်းနည်းလေးရွာသူရွာသားကြီးဖြစ်တဲ့တပုန်ဝင်ပြောဆိုတာတက်ဖြစ်တဲ့အတွက်တော်လန်ပြည်သူတွေနေနဲ့ဥပဲ နားလည်ပြီးပြီးနားထောင်ပြီးဖို့လိုအပ်ပါတယ်ဒေါက်တာရသားရဲ့ပွင့်နေတဲ့နေ့တစ်ခုတွေပွင့်နေပြောတာပြီးလင်းညာနေတာမဟုတ်တာဘူးလေပွင့်နေပုတ်ဝင်နေနေမှာဖြစ်ပါတယ်အလက်တွေလည်းမတွေ့ကြပါဘူးဘာမှလည်းမတွေ့ကြပါဘူးဒီဒီကလေးမှတော့ဒီခုနှစ်တန်းကောင်မှတော့အလိုသွားတွေကျွတ်တယ်နှုံတွေပွင့်ထွက်တယ်ကြောပေါက်တယ်သူကတော့ဒဏ်ရာတွေအများကြီးနဲ့ခြေထောက်လက်တောက်ပါတယ်သူကဒီခုနှစ်တန်းကောင်မှခြေထောက်လက်တောက်တွေပါတယ် 你虽然讲嘛的，考没把握，吃的没把握，过年了的拿被了，都拿人家拿设备的，爸妈没把握，人家拿了。对多少大辈的多少家，对会伢多大，不露不露的。我爹来收别的，爸妈可不干了，就干就等你来了不？爹爹妈嘞，爹妈嘞，爹我来爱你的外面，爱你的密码对呀，爹干嘛？伢的爱你密码对呀，爱你密码密码密码。 ဟိုလိုဆိုလို့ရှိရင်ကတော့ဘလို့မကိုမှတ်မိနေရအကြောင်းကိုမရှိတော့စုတ်ပြတ်တန်းနဘာမှမသူတို့လုတ်တယ်လို့ခန်းနေရတာပါသူတို့ကသူတို့လုတ်တဲ့ညတွေခန်းနေရတာပါသူတို့လုတ်တယ်လို့ခန်းနေရတာပါဒီကလေးတွေဘာမှမသိပါဘူးဒီကလေးတွေကသူတို့ကိုတော်လာမှုစာတင်ခဲ့တာမဟုတ်ပါဘူးသူတို့ကိုတော်လာမှုကျွတ်တူကကြောင်းထတာမဟုတ်ပါဘူးကျွတ်တူရှေးရည်တွေအတွက်ကျွတ်တူလုံးမစားအောင်မှာမို့လုံးမဒီနေ့လုံးမဒီနေ့စားအောင်မှာမို့ဒီကလေးတွေလုတ်ပြီးမှစားအောင်မှာမို့ကျွတ်တူကကြောင်းထခဲ့တာပါ သူတို့ဖက်ကပြောတာကတော့ဒါဘုံကျဲတာမဟုတ်ဘူး PDF တွေမိုင်းကကွဲတာလို့ပြောတယ်အဲ့ဒါလေးကိုအမဘာပြောချင်လဲရှင်ဘယ်ရလားအဲ့ဒါသူတို့ပလီတာလေသူတို့ပလီတိုင်းကျတူကခန်းနေရတာသူတို့ပလီတိုင်းကျတူကခန်းနေရတာလကကျတို့ဘက်ကကိုသားသမီးတွေကိုဟာတွေလကလုံးရပါမလားအချင်းဘက်နဲ့အချင်းဘက်တူကိုလာစလာလွယ်ပွေးတာရတာပါသူကကိုလာစလာလွယ်ပွေးတာ ကျွန်တော်သားသမီးလုံးရပါမလားကျွန်တော်သားသမီးလုံးရပါမလားကျွန်တော်သားသမီးတွေကျွန်တော်ကိုလာဆယ်လာလွယ်မွေးထားရတာပါသူတို့လုံးလုံးခံရတာသူတို့လုံးလုံးခံရတာပါကျွန်တော်ကလကကျွန်တော်သားသမီးတွေကျွန်တော်ဘိုက်ထဲကလွယ်မွေးထားရတာပါသူတို့ကိုချင်းစာကြည့်လိုက်ပါနာသူတို့မမပြောရတဲ့သူတို့မမဒီစကားတွေပြောရတဲ့ 就这万哥，那在哪里来的木匠妈妈？哈哈哈哈哈！都是妈妈自己干的，专业的。就这明天，就这万哥弄些咱们啦！哈哈哈哈哈！就这不弄个咱们呢？就这万，就这大，这明天弄些咱们啦！就这大，这明天，就这万哥弄啥不就咱们？就这万。 လုံးမစားမှာမို့ကျွတ်တို့စားတလုံးမှာမတက်ခဲ့လို့ကျွတ်တို့မိမအကြီးမို့ကျွတ်တို့မိနေစားတတ်ပါကြတော့လူကြောင်ခံခဲ့ရမှာလူတို့မမဒီစကားတွေပြောရကြတယ်ပတ်လေကျွတ်ကပြစ်နေသွားကိုလုံလာချင်တာသူတို့ကမပြစ်နိုင်လို့ သူတို့လောက်တပြားနေခံရတာသူတို့ကသူတို့ကတော့ခက်ခက်နေဝဲဝဲပြီးလာပြီးလုံနေကြတာအမေရဘလို့ဖြေရမနောငါတမီးရဲ့ဒီမိသားစုက မောင်နှမ၃ယောက်ရှိတဲ့အနက်ကဒီမှာအငယ်တစ်ယောက်ပဲကြံခဲ့တာပါအဲ့ဒီညီမ၂ယောက်ကတော့ မေလ12ရက်2025ခုနှစ်ဦးထင်းလေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းအနေတိုက်ခိုက်မှုပြုတဲ့ထဲကကွယ်လွန်သွားခဲ့တာပါ။ဒါကမိခင်ဖြစ်သူရဲ့ယင်းနစ်ခြေတွဲပြရတာ။ဒီဘက်ကတော့ဖခင်ဖြစ်သူပါ။ဗဒမင်းရဲ့ဗဒမင်းရဲ့ဗဒမင်းရဲ့လုံမလုံးမရချေရတာရဲ့ဒီရဲ့ဗဒမင်းရဲ့အမ ဒီလိုဘုံကျဲတဲ့စစ်ကောင်စီတက်ကိုအမဘာပြောချင်တယ်လဲယင်ဖြင်းနိုင်သွားတတ်ချင်တာလေသူတို့ဖြင်းနိုင်သွားတိုက်တာပဲနေတာမမသိလို့ပဲနေတာမမသိလို့တတ်ချင်တာမအာတယောက်ကစားတာမဟုတ်ပါဘူးတော့အများကြီးကစားတာပါနော် အများကြီးခံစားရတာပါနော်ချီနေမှာဖြစ်နေတာတွေကိုဆီမောက်ဒွေဒီတုံးကနေပြီးတော့ကိုတိုင်ကိုကြသွားရောက်ပြီးတော့လက်ရှိခံစားနေရတဲ့ပြည်သူတွေကိုမေးမြန်းခဲ့ပြင်မယ်လေတစ်ဖက်တစ်တရက်ဒေါ်ဘီတွေဖြစ်ကြတဲ့ဇင်ဦးဆောင်တဲ့သူတို့ပါမင်းအောင်နိုင်ရဲ့ဇော်မဲလုံးကနေပြီးညွှန်ကြတဲ့တိုင်းစစ်ကောင်စီရဲ့ lobby တွေကိုဘယ်လိုမျိုးဖြန့်ဝေရမှာဆိုတော့ညွှန်ကြားမှုတွေပြီးမှာတော့စစ်ကောင်စီရဲ့ lobby တွေကဘယ်လိုမျိုးပြောနေဆိုတော့တွေ့ရမှာဖြစ်ပါတယ်။အဲတော့ဒီစစ်ကောင်စီရဲ့ lobby တွေတကောင်းချင်းမကြံကို ခေါင်းကမှထားလို့မရအနေထားတစ်ခုတော့ဒီဗီဒီယိုတွေကတသက်တစ်ခုပါပဲဟုတ်ပါတော့ဆိုတော့ဒီမှုတွေပြောပြီးတော့ NUG NUG ကသူတို့ရဲ့ဘာလဲ Facebook သူတို့ရဲ့ဒီ Facebook တွေကထုတ်ပြန်တယ်ပေါ့ဗျာထုတ်ပြန်တယ်ဘာထုတ်ပြန်လဲဆိုတော့တပင်းစာတင်ကြောင်းတွေရောက်လိုက်ထားမှုဝိစာတွေပတ်သက်ပြီးတော့ပေါ့သူကပြောတာအဲ့တော့အာပြောရင်တော့သူကတော့သူပြောတဲ့ဟာလေးကိုအနစ်ပြန်ချုပ်ရရင်တော့ဒီတပင်းလေရောက်လိုက်ထားမှုအပါဝင်နော်အိုရင်းတွင်းရပါဘောအိုရင်းတွင်းရလေရောက်လိုက်ထားမှုအပါဝင်ကျန်တဲ့လေရောက်လိုက်ထားမှုအကုန်လုံးပါအဲစစ်တပ် lobby တွေအစားပြေပေါ့စစ်တပ် lobby တွေနောက်စစ်တပ်ဘက်ကလူတွေ AMTV စာတွေထုတ်ပြန်ကြတဲ့တွေပေါ့အဲ့ဒါတွေကဖုံးကွယ်ပြီးတော့အမှန်တရားဖုံးကွယ်ထုတ်ပြန်တဲ့သူတွေကိုသူတို့အရေးယူမယ်ပေါ့ ဆိုပြီးတော့၆တာပေါ့ချိန်ချောက်တာပေါ့ချိန်ချောက်ချိန်ချောက်တာဆိုတော့ပြောရရင်တော့ဒီတပည့်ရင်း orange orange တွေရွာလို့ဖြစ်စဉ်မျိုးနောက်တခြားသောကိစ္စဖြစ်စဉ်တို့လေရောက်တိုက်ခတ်မှုတွေနဲ့ပတ်သက်လို့ပြောကြကြည့်ဆိုရင်တို့ကဒီလေရောက်တိုက်ခတ်မှုတွေဒီဘက်ကတက်မလို့ဘက်ကဘုံမာရီကဒီကောင်းလေးသူတို့လက်တွေမိမိအောင်သူတို့သူတို့ချိန်ချောက်တယ်လို့ထင်နေတာမင်းတို့ချိန်ချောက်နေတာမဟုတ်ဘူးမင်းတို့ချိန်ချောက်နေတာမဟုတ်ဘူးဆိုတာမင်းတို့တနည်းကြသိလိမ့်မယ် တော်တော်ကပြောင်းထုတ်ပြန်တာတွေရှိတယ်။နောက်တော်တော်ထောက်ကမ်းမီဒီယာတွေထုတ်ပြန်တာရှိတယ်။ဒီအလဲလက်သမားသမားကြားရဆိုမီဒီယာတွေထုတ်ပြန်တာရှိတယ်။ဒါပြန်ပြန်ကြည့်လိုက်လို့ရှိရင်တို့အချက်ကွဲလာတာကအခု NGO အချက်ကွဲလာတယ်။ကိုရင်းတွင်းမှာတော့တပင်းအိုးတွင်းကျောင်းလာပြီဆို NGO ဘက်ကမီဒီယာတွေပေါ်ပြနေတာကိုလိုအချက်ကွဲလာတယ်။တို့တော်တော်လေးတို့ဘက်ကတို့တော့ပုံမှန်လူလူရဲ့ယုံကြည်မှုကခရက်ဒစ်ကတားချလာတယ်။ဘာလို့ချလာလဲဆိုတော့ဒါတော့ဘာယတီအုပ်ဆိုလေဗျာ။ဘာယတီဘာဘိုင်းဘာယတီအုပ်ဘာဘာယတီအုပ်လည်းမသိဘူးဗျာ။ဘာယတီဒါရယ်နော်။ဒီကောင်လေးရဲ့ချင်းစီရိုင်းနဲ့ဒီကောင်လေးရဲ့ပြောဆိုပုံကြည့်ရင်မဖြစ်တဲ့အလုံးချလိုက်တယ်နော်။ ကောင်းလေးလုံးဝကိုခွင့်လို့မရတာဆိုတော့အလုံးတိထားဖို့လိုတယ်နော်ရတိတော့ရတိပဲဘာကြီးအုံးမလဲမသိဘူးအုံးတော့အုံးတာပဲနော်ပြောရင်တော့ချက်ပေါက်တော့ခေါတိခံမယုံမို့ပေါ့နော်အဲသူ့ပုံစံကြည့်ရတယ်ချက်ပေါက်တော့ခေါတိခံမယ်ချက်ပေါက်ရင်တော့ခေါတိခံမယုံမို့မဟုတ်ဘူးညသူ့ယုံကြည်ကြည့်ရတယ်စဉ်းလုံးကြည့်ဘူးဆိုတော့ဘာကြီးအုံးလဲတော့မသိဘူးပေါ့နော်ဆိုတော့ဒီမျိုးသမီးကသူကပြောနေတာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အနေအထားတစ်ခုပါပဲဘာမှအစင်တက်မရှိတဲ့ကောင်လေးကနေပြီးတော့ဒီကိုပဲစီရီယန်လှုပ်ထားတဲ့တကယ်ပညာတတ်တဲ့ဆရာဆရာမတွေကိုစော်ကားနေတော့အလုပ်တွေ့အောင်ဖြစ်ပါတယ်ကျွန်တော်တို့ အဲ့တော့ဖြစ်ဖြစ်ချင်းနေဒီရဲ့နေမှာကျွန်တော်မပြောဘူးဆိုတာအရင်ကြီးမပြောဘူးဆိုတာဟောလူတွေရဲ့စိတ်ခံစားချက်ဖြစ်နေတဲ့အတွက်စံပတိပေါ့အဲ့တော့ကျွန်တော်နားလည်ပြီးတော့ခလေးတွေသိဆုံးတာလည်းကြည့်ပြီးတော့ကျွန်တော်ထိတ်မပြောနေတာဒါပေမဲ့ကျွန်တော်တို့အချက်လက်တွေကြည့်ချင်းရပြီကျွန်တော်အဲ့တော့လည်းပြောတယ်တက်ကလေးနဲ့ဖြစ်တာမဖြစ်နိုင်ဘူးလို့ကျွန်တော်အချက်လက်တွေပြောခဲ့တယ်ပြောခဲ့တယ်ဘာလို့မဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ရာနုပြေတော့မပြောရဘူးဘာလို့ဆိုတော့စစ်တက်ကတော့စစ်တက်ကတော့ခံခံမှန်းနဲ့ရာနုပြေနဲ့အချက်လက်လေးနဲ့ပြန်မရှင်းတာကျွန်တော်တို့ကလည်းအဲ့လိုကြီးမပြောနိုင်ဘူးသို့တော့မဖြစ်နိုင်ချင်နေပါလေတက်ကဖြစ်တယ်ဆိုတော့ဘာလို့ကျွန်တော်ပြောလဲဆိုတော့ခင်ဗျာအဲ့တော့ဒီအုံရှင်းပြနေတာကိုကြည့်လိုက်ကလေးတွေကိုတင်တဲ့စားတဲ့ဝိုက်ဖို့ကြောက်ကြောက်တဲ့ဘုံမှာပြနေတယ်ရေးထားတဲ့စားဘယ်နဲ့လဲလေးနန်းကလေးတွေတင်တဲ့စားတဲ့ ကျွန်တော်ဘွေးရတယောက်ပါဗျာကျွန်တော်ဆောင်းအောင်တက်ပါခင်ဗျာ sorry ကျွန်တော်ဘွေးရတယောက်ပါခင်ဗျာဒါပေမဲ့အဲ့စာကိုကျွန်တော်နားမလည်ဘူးပြင်လာကလေးတွေကိုသင်တဲ့စာလို့ပြောရေးထားတဲ့စာဗျာတကယ်ကိုဟိုဘာဖြစ်ပလို့မှန်းပြောတော့ပထဝီသင်နေရတဲ့ကျွန်တော်ကကြည့်လိုက်တော့ဟိုဟာဒီ theory တွေ equation တွေထုတ်ကြရအဲ့ဒါပထဝီလေးလာညာကျွန်တော်စဉ်းစားတာအဲ့ဒီကဒေါ်ရီရုံပြောတာဘယ်တော့တူလိမ့်နေလဲဆိုတာစပေါ်နေပြီနော်ပြီးတော့လေးရက်လေးရက်ပြည့်ရတယ်ဒီလိုဒဲကြလာတယ်ဝုန်းသူပတ်သွားတယ်အဲ့မဲ့သူပြောတယ်ပြောလိုက်တော့ဒဲကြလာဆိုခေါင်းမို့ကြည့်တော့ခေါင်းမို့ဟောင်းလောင်းဖြစ်သွားတယ်အမှန်တည်းဘေးကအုံနေတယ်အဒီတိုင်းပဲဆိုတော့အဲ့ဒီလိုကျွန်တော်ထောက်ပြလိုက်ချက်တယ်ထောက်ပြခဲ့တယ် နောက်ပို့ပြပြီးတော့အခုကုသိုလ်ပို့ပြီးတို့အချက်ကွဲတဲ့ဗီဒီယိုဖိုင်မှာထပ်ထွက်လာတယ်အခု Telegram မှာပို့လိုက်ရတယ်ကျွန်တော်မပြောလိုက်ရဘူးကြီးပြန်ဘာလဲဆိုတော့အဲ့လေနေရတဲ့အောင်ပွဲခံတဲ့တချင်းတွေတော့ဖွင့်ပြလို့ကျွန်စမ်းသာလေနေရပြီတချင်းတွေဖွင့်ပြီးတော့အောင်ပွဲခံခမျိုးတို့ဘဝမှာလေရင်ဘဝနေပြီးတော့ဆောင်းပေါက်ကြီးတွေဖွင့်ပြီးအောင်ပွဲခံပြန်နေဆိုတာဘဝမှာကြားမှုလားဒီမျိုးသမီးကြောင်ကြမ်းကြောင်ကြမ်းနေနေဟိုဘာပြောနေမှလည်းမသိဘူးကြည့်ရတာချဲပေါက်လေခေါ်ပတိခံရတဲ့ခါကျတော့ရောင်းဝါးဝါးလေးကြောင်ကြမ်းလေးဖြစ်ပုံချင်ပါလေကြည့်ရတာနော်ဆိုတော့ပြဿနာအတူလေအဲ့လိုဆိုတော့သူကအဲ့လိုပြောတော့ကြီးစရာလေးဖြစ်ကုန်အဲ့တော့ဒီကလေးတွေတည်ဆုံးမှုကပုံမှန်လည်းပြောရရင်ကျွန်တော်ကလေးတွေတည်ဆုံးမှုကိုအစိမ်မကောင်းပါဘူးဒါပေမဲ့ တက်ကလုံးလုံးတည်ဆုံးလို့မှုတော့လုံးဝမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်မဖြစ်နိုင်တော့ဘူးဆိုတော့ပို့ခိုင်းမှလာတယ်ပို့ခိုင်းမှလာတယ်ခု NUG ကအခုလိုသွေးဥသွေးရဲနဲ့ထပြီးတော့ချိတ်ချောက်တော့ပို့တော့ခိုင်းမှလာသေးတယ်သူကသွေးဥသွေးရဲချိတ်ချောက်တာဒါနဲ့ပတ်သက်ပြီးကာပြောနေတယ်ဖာပြောနေတယ်ဆိုရင်မင်းများအရင်ကြည့်ရင်မဖြစ်နိုင်ဘူးချိတ်ချောက်တာဒါချိတ်ချောက်တာပဲချိတ်ချောက်တာအဲ့လိုချိတ်ချောက်နေပြီဆိုကြတဲ့ကတို့ရဲ့တည်င်းကတော်တော်လေးတို့ကမှလူရုံကြီးမှုကြာဆင်းလာတယ်ဆိုတော့ပေါ်နေလာတယ်ပေါ်နေလာတဲ့ခါကျတော့သွေးဥသွေးရဲနေအဲ့လိုခုနဂျက်နယ်လင်ထောက်ပြနေသူတွေကိုလို့စစ်တပ်လုံးကြီးပါဆိုပေးစားပြီးတော့အကုန်လုံးကိုမင်းတို့ရည်ရွယ်ပြင်မှာညာဆုံးမျိုးပြောတာဆိုတော့တို့ကဘလို့ရည်ရွယ်လဲလို့မေးရင်ဖြစ်နိုင်ခြေရှိဆုံးရည်ရွယ်မှာပါလဲဆိုတော့လုံးကျက်တာ အဲအဲ့ဒီတရင်တော့ဒီအဲ့ဒီဟိုဒေါ်ဘီလို့ခေါ်တော့သူတက်တော့ပုံပုံလေးစသဖြင့်ချက်နဲ့နဲ့ပြောနေတယ်အကယ်ဒမီဆက်ဆံပြောနေတဲ့ပုံပုံလေးဆဲဆိုပြောနေတဲ့ပုံပုံလေးရိုင်းစံပြောနေတဲ့ပုံပုံလေးအာလှောက်နေတဲ့ပုံပုံလေးစသဖြင့်တို့ရဲ့တရင်ပုံမှာအပြည့်ပြည့်နဲ့တို့ကလူကြီးယုံကြည်မှု credit ကိုကြားတယ်ကြားအောင်ချက်ချက်လက်ချက်ထောက်ပြနေလူတွေအဲ့ဒီလူတွေအကုန်လုံးသူရန်သူကိုတက်မှတ်ပြီးတော့အရေးယူမယ်လို့ပြောတာလောက်ချက်တက်ပြမယ်လို့သိမလားလောက်ချက်တက်ပြမယ်လို့ဘာလို့များလို့ပုံစံပြပေါ့ဗျာနိုင်ငံကမှာ blacklist ပြောင်းလုပ်ကြည့်မယ်လို့စသဖြင့် blacklist ပြောင်း blacklist ပြောင်းလို့ပေါ့ဗျာဆိုဒီလိုမျိုးသူချိန်ကြောက်တယ်ဆိုတော့ချိန်ကြောက်သွားတော့ချိန်ချောက်သွားတဲ့ခါကျတော့ကျွန်တဲ့တချို့တွေတော့ဟိုလန့်သွားမလားမလန့်သွားတော့မသိဘူးပေါ့တို့ကဒီလိုချိန်ချောက်မှုတွေလုပ်တယ်ဒီလိုချိန်ချောက်တာကောင်းသလားဆိုတော့ပွင့်လို့ပြောရမြား ဟိုဒီမိုကရေစီတို့ဟို human right တို့ခုနကပြောလို့ဆိုတကယ်ကိုသူတို့ပြောနေတဲ့လူသားစံတန်ဖိုးလို့မှပြောလို့ဆိုချိန်ကြောက်တဲ့စကားလုံးကဒါရှင်းပြောလူသားစံတန်ဖိုးဒီမိုကရေစီတို့နဲ့မညီဘူးပေါ့ဗျာအဲသူတို့လုပ်တာတော့သူတို့တော့မှန်တယ်ပေါ့အဲတော့မှန်တယ်ဆိုသူကြောက်တော့ကြောက်တက်သားပဲဒီကောင်နေချိန်ကြောက်တယ်သူချိန်ကြောက်တာကျွန်တော်အဲ့လိုအရသားတွေပဲချိန်ကြောက်တယ်စစ်တပ်ကဘုသူဦးကြီးမြောင်းနိုင်တို့ဟိုကတော့အရာရှိတွေအစိုးရအာဏာပိုင်တွေကိုချိန်ကြောက်တာတော့ပြောမနေဘူးတော့ဟိုအရသားတွေကလိုက်ပြီးချိန်ကြောက်ပါတယ်တော့တွေ့ရတယ်ဆိုတော့ NUG နေနဲ့ဒီလိုချိန်ကြောက်နေတဲ့ NUG ဟာသူ့ရဲ့ဒီ warrant ဖြစ်ချင်ရန်တရားတွေတဖြည်းဖြည်းကြာဆုံးနေတယ်ဆိုတော့သူကိုသူတို့ဟို တော်ပြီဝန်ခံတွေရောက်တယ်ရှက်ကိုရှက်ကန်းတွေဝူးချွားတွေဖြစ်ကုန်တော့ဘောနော်ဝူးချွားတွေဖြစ်ပြီးတော့ထပြောလာတဲ့သဘောတော့ရှိတယ်ဒီလိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါအန်ယူဂျီထုတ်ပြတယ်ကိုပြောတာ